ဟုတ်ကဲ့သာသနာပြတ်ပြန်ွဲကြီးရဲ့ level 3အစီအစဉ်စတင်ပါပြီရင်တွေ့သည်များကြားသည်များတွေမြင်မတော်တိုင်းကြော်မိတော့လေအောင်မင်းပဲလွန်ရကြလိမ့်မယ်သာသနာပြတ်ပြန်ွဲကြီးရဲ့ level 3အစီအစဉ်မှာဘာဝင်ရှင်ပြန်ရမယ်ပြန်ဝဝင်အားလုံးလိုက်နာရမယ်စီကံ၃ချက်ကိုစတင်ကြီးညာပါတော့မယ်။ Okay ပြန်ဝဝင်တယောက်မှာနံပါတ်၄ပြည့်စုံရမယ်အချက်ကတော့ နေကောင်းဖခင်သားသမီးရုပ်ပြအောင်စောက်ကမြင်ကျော်ထရဲတဲ့ချက်နဲ့ပြည်စုံရပါမယ်ငါကြီးလားနံပါတ်2အနေနဲ့ကတော့မိဘဆရာသမားရဲ့မျက်နှာကိုမထောက်ထားပဲအောက်တန်းကြပြီဆိုတဲ့အလုပ်တွေကိုရဲရဲတင်းတင်းလုပ်ရဲရဲသူဖြစ်ရပါမယ်အဲ့ဒါမင်းတို့တေချာပြောပြလိုက်နံပါတ်3အနေနဲ့ပြည့်စုံရမယ့်အချက်ကတော့လိုအပ်လာရင်မဟာအဝီစီငရဲဘူတော ဇောက်ထိုးဆင်းခြင်းဆင်းရပါစေဆိုတဲ့စိတ်ဓာတ်နဲ့ဂလေးကချေပေါ့လို့ပဲစားအောက်တန်းကြတဲ့အလုပ်တွေကိုလုပ်ရတဲ့သူဖြစ်ရပါမယ်။အဲ့ဒီအချက်၃ချက်နဲ့ပြည့်စုံမှသာလျှင်ဒီသာသနာပြည့်ပြိုင်ပွဲကြီးရဲ့ level 3စီစဉ်မှာပါဝင်ရှင်ပြိုင်ခွင့်ရမှာဖြစ်ပါတယ်။အဖွဲ့ဝင်များပြည့်စုံရမယ့်အချက်၃ချက်ပြညာနေစေမှာပဲပြိုင်ပွဲဝင်တွေရရှိလာပြီးဖြစ်တဲ့အတွက်သာသနာပြည့်ပြိုင်ပွဲကြီးရဲ့ level 3အစီအစဉ်ကိုဒီလိုစတင်လိုက်ပါပြီခင်ဗျာ။ ညချားသမ ्या တွေမြင်မတော်တိုင်းကြော်မိတော့လေအောင်မင်းပဲလွန်ရာကြလိမ့်မယ်သာသနာ့ပြည်ပြန်ဖို့ဝင်အမတ်တည်းရဲ့ရှင်ပြိုင်မှုကိုကြိတ်လိုက်တဲ့အခါမှာကြက်မပြေပြာကုစေတခါလို့ဖြတ်ဖောက်ချုပ်ယုံကြည်နဲ့မရှက်မကြောက်လှုပ်ပြရဲတာကိုတွေးလိုက်ရပါတယ်ဒီပြိုင်ဖို့ဝင်ရဲ့မျက်နှာကိုကြိတ်လိုက်တဲ့အခါမှာ ဘနာနာနဲ့နန်းဝေဝင်းမြင့်ဂျပန်ကရုံကိမှုချီ၃ရောက်ပေါင်းတမျက်နာဖြစ်နေတဲ့ရုပ်ကြီးနဲ့အချက်မရှိဝင်ရောက်ရှင်ပြန်ရဲတဲ့တပ်တီကိုတော့ချီကျူးပါတယ်။ဒါပေမဲ့ပြန်ပွဲစည်းကမ်းအရာမဖြစ်မနေအမှတ်ပေးရမယ့်နေရာမှာတော့နောက်ထပ် level တစ်ခုကိုရောက်ဖို့အစဉ်လေးဖြစ်နေပြီလို့ယုံကြည်ရတဲ့အတွက်အန်ကယ်ကတော့ yes ပါကွယ်။ဒီနေ့ ဂျန်ဘုံဝင်အမှတ်နှစ်ဖြစ်တဲ့ဆရာလေးရဲ့ရှင်ပြိုင်မှုကိုဝေဖန်သုံးသပ်ဆုံးဖြတ်ပေးရမယ်ဆိုရင် မတည်ငြိမ်နိုင်သေးတဲ့နှလုံးကိုတော့တတ်နိုင်တဲ့လောက်ထိမ့်မယ်လို့ပြောခြင်းအပြင်သူ့ရဲ့နှလုံးဟာဗတ်တာဗတ်တာနဲ့ဖြစ်နေတဲ့ပုံစံမှာပဲဒါကြောင့်အဲ့ဒီနှလုံးကိုတည်ငြိမ်ခြင်းနဲ့ဆိုရင်အထက်အောင်ဗတ်တာဗတ်တာနဲ့မနေအောင်လို့တက်ကလုတ်တက်ကလုတ်တက်ကလုတ်နဲ့ငင်းစည်းတဲ့အလုပ်ကိုလည်းရှောင်မာလို့အကြံပြုခြင်းပါတယ်အဲ့ဒါဆိုရင် ီနှလုံးဟာပြန်လဲပြီးတော့တည်ငြိမ်လာပါလိမ့်မယ်လို့အဲ့ဒီလိုမြင်းစည်းတဲ့အလုပ်ပြီးလွားတဲ့အလုပ်တွေရှောင်မယ်ဆိုရင်ဒီနှလုံးဟာတည်ငြိမ်လာလိမ့်မယ်လို့ထင်နေမိပါတယ်နောက်ထပ်သာသနာပြပြိုင်ပွဲကြီးရဲ့ level 4အစီအစဉ်ခေါ်ဖို့တော့မဖြစ်နိုင်သေးတဲ့အတွက်အချိန်ယူပြီးဒီနှလုံးကိုတည်ငြိမ်အောင်လေ့ကျင့်လိုက်ပါဦးလို့အကြံပြုရင်းနဲ့ပဲအန်ကယ်ကတော့ no ပါကွယ် လွန်းတွေကိုတဲဆောင်လာတဲ့မုတ်တုံမုံမီရေဇွန်မန်တွေကူးပွင့်ကြတဲ့မိုးတဲတို့လျောက်ဆုံးလားလွန်းရသည်ဝင်မိုးကတည်တယ်အနာပြက်ပြိုင်မုတ်ဝင်ပါဝင်ရှင်ပြိုင်မှုကို အကွက်စိတ်စိတ်လေးလာသုံးတက်ကြည့်တဲ့နေရာမှာအရှက်မရှိဝင်ရောက်ရှင်ပြိုင်မှုကိုတော့ဆလန်တလေးစားပါတယ်ပါဖောင်းမှအပြည့်နဲ့ ယူပြသွားတာဟာဆိုရင်ငွေရင်းတရုတ်ဆောင်ဖြစ်တယ်ပီတီဦးကိုယ်တိုင်တော်ဟာကနေဖင်ကနေဖြစ်ပြီးငေးကြည့်ရတော့တဲ့အိုက်တင်နေပါပဲအမှတ်တမဲ့ကြည့်လိုက်မယ်ဆိုရင် အပေါ်ပိုင်းအဝတ်ဗလာကြီးနဲ့မူရဲရေထဲကနေနာယီကားပေါ်ကဆင်းလာတာကိုကြည့်ပြီးမတားကောင်းရေချိုးပုံများလားလို့တောင်းမှထင်မှလောက်အောင်ပြီးသားပါတယ်ပြန်ကိုဝင်နေနေဒေသနာပြပြန်ကိုကြီးမှာအကောင်းဆုံးဝန်သားစုကိုလိုချင်တယ်ဆိုရင် မိုးရဲရေထဲမှာအဆက်မရှိ တကိုယ်လုံးချွတ်ပြီးတော့အေးသက်ပြီးသေခြင်းသေကွာဆိုတဲ့အထိယူးတွေ့ပြဖို့ခံစားပြဖို့လိုအပ်ပါသေးတယ်။ဒါပေမဲ့ဘလောက်ပဲပြောပြောအဆက်မရှိတဲ့ယုံကြည်နဲ့သာသနာပြည့်ခြင်းပြည့်ငါနိုင်တော့အဖက်ဖက်ကနေဖြတ်ခဲ့မယ်ဆိုတဲ့စောင့်ကျင်ကိုရင်မာပိုက်ပြီးတော့ဒီပိုင်ဘောကြီးကိုတက်လာတာကိုတော့ရှိကျပါရဲ့။ဒါပေမဲ့လည်းနောက်ထပ် level တစ်ခုဖြစ်တဲ့ သာသနာ့ဘက်ပြိုင်ပွဲ level 4ကိုခေါ်ဖို့တော့အဆင်နဲ့မဖြစ်သေးပါဘူး။ဒါကြောင့်အန်ကယ်ကတော့ no ပါကွယ်။ဒီတစ်ပတ်ရဲ့သာသနာ့ဘက်ပြိုင်ပွဲကြီး level 3အစည်းအဝေးကိုဒီမှာပဲခိတရာဆိုင် ဟာပရိုင်းနားဝင်ပြပါခင်ဗျာ။နောက်ထပ် level 4မှာဆိုရင်လည်းဓာတ်ထက်ပိုပြီးအရှက်မရှိလောက်ပြရဲတဲ့သူတွေဓာတ်ထက်ပိုပြီးအောက်တန်းကြစွာပါဝင်ရှင်ပြန်ရဲတဲ့လူတွေကိုရွေးချယ်ထားတာဖြစ်တဲ့အတွက် ဒီချက်ပို့ပြီးအကောင်းဆုံးတင်ဆက်မှုတွေနဲ့ပြန်လာခဲ့ပါဦးမယ်ခင်ဗျာ